ပါလီစောပါဒီကနေ့အော်တိုဝါလာ18ရက်နေ့နော်ရီဇီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်တွေမှာစစ်ကော်မရှင်တပ်သားတူလက်နက်တွေကိုယူဆောင်ကထွက်ပြေးသွားတယ်ဆိုတဲ့သတင်းအာဆာတူဆက်လက်မြုပ်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရှင်မဖြူကျွန်းကိုတောင်းတင်လာတယ်ဆိုတဲ့သတင်း ရခိုင်မှာဒီမိုးရင်းကာလအတွင်းရင်းနှီးပစ်ဆုံးသူ42ယောက်အထိရှိလာနေတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။စစ်ကောင်ရှင်ထိ ंछ ုတ်ထားစေဖြစ်တဲ့ရခိုင်ပြည်စစ်တွေမျိုးမှာစစ်သားတဦးလက်နက်တွေကို ယူဆောင်ကထွက်ပြေးသွားလို့စစ်ကောင်ရှင်တပ်သားတွေမှွေးနောက်ရှာဖွေခဲ့ကြတယ်လို့သိရပါတယ်။မနေ့ကအော်တိုဘာလ16ရက်နေ့ညမှာ မင်းကန်ရက်ကွက်အတွင်းအစည်းအဝေးဝင်ရောက်စစ်ဆေးရင်းရှာဖွေမှုတွေရှိခဲ့တယ်လို့အမည်မဖော်လိုတဲ့မင်းကန်ဒေသခံတယောက်ကပြောပါရယ်။ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကော်မရှင်တပ်သားရဲ့အမည်ရာထူးနဲ့ဗီတရင်ကဖြစ်တဲ့ဆိုရာတွေကိုတော့နရင်းစရာကအတိမပြုနိုင်သေးပါဘူး။စစ်တွေမှာအာရခတ်တတော် AA နဲ့စီရီတင်းမှနေတယ်လို့တပ်သားထွက်ပြေးမှုတွေလည်းရှိနေတာကြောင့်စစ်ကော်မရှင်ကမျိုးတွင်းလုံခြုံရေးတွေကိုအင်အားတုံ့ပြန်ထားတယ်လို့နောက်ထပ်စစ်တွေဒေသခံတယောက်ကပြောပါရယ်။ စစ်တွေမျိုးအနီးပတ်ဝန်းကျင်မှာလက်နက်ကြီး drone အပြန်အလှန်ပစ်ခတ်မှုတွေဟာအခုရက်ပိုင်းအတွင်းပိုပြီးပြင်းထန်လာနေတယ်လို့ ARK တက်တော် AA ကအောက်တိုဘာလ15ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အာဆာအဖွဲ့ဝင်တဦးဟာဆက်လက်နှိမ့်မြုပ်ပြီးတော့နှစ်ရက်တာရေထဲမှာမျိုးနေရကနေနမ်မြဝမှာရှိတဲ့ရှင်မဖြူကျွန်းအနောက်ဘက်ကမ်းမှာအသက်မသေးပဲတောင့်တင်နေကြတာကိုတွေ့ရှိခဲ့ရတယ်လို့ဘင်္ဂလားဒေ့ရှ်ကဒေတာရင်းသတင်းတွေကိုတင်ပြနေတဲ့ SPD Sport က လိုက်လွှင့်ပြီးတော့တင်ပြခဲ့ပါတယ်။မြန်မာနိုင်ငံကနေရေထဲမျောပါလာပြီးတော့ကမ်းပေါ်တောင်တင်လာတဲ့သူဟာအာဆာအဖွဲ့ဝင်တဦးဖြစ်ပြီးသူ့ရဲ့လက်ရှိနေရပ်ကတော့ Cos Bazaar ခရိုင် Okia မြို့နယ် Muslim Jamdali ဒုက္ခသည်စခန်းအမှတ် H ဘလောက်15ကဖြစ်တယ်လို့ပြောပါတယ်။သူ့ရဲ့နာမည်ကတော့ Boshi အသက်40နှစ်ဖြစ်တယ်လို့သိရပါတယ်။သူ့ရဲ့ပြောဆိုချက်ကိုကိုကာဘီသတင်းမှဖော်ပြရမှာတော့ လေပေါ်မှာအာစာဖွဲ့ဝင်80ပါဝင်ပြီးအကုန်လုံးရင်းနှစ်ကုန်တယ်လို့ပြောဆိုထားပါတယ်။သူကတော့လက်ရှိမှာဒေသခံတွေကဘင်္ဂလားနေချာစောင်းတက် BGB ကိုလွှဲပြောင်းလိုက်တယ်လို့ဆိုထားပါတယ်။ဒီရုံးသံပိုင်းမှာပါဝင်တဲ့အာစာအဖွဲ့ဝင်80လုံးရင်းနှစ်သေဆုံးသွားတယ်ဆိုတဲ့ပြောဆိုမှုအပေါ်မှာတော့နရီစရာသတင်းဌာနအနေနဲ့တိကျအတည်ပြုနိုင်ခြင်းရှိသေးပါဘူး။ရခိုင်မှာဒီနှစ်မိုးရင်ကာလအတွင်းရင်းနှစ်သေဆုံးသူ42ယောက်အထိရှိလာနေတယ်လို့သိရပါတယ်။ ီးခဲ့တဲ့မေလာကနေအခုအောက်တိုဘာလအထိကလေးငယ်တချို့အပါအဝင်ရင်းနှီးသစ်ဆုံးသူ52ယောက်အထိရှိနေပြီလို့နရီစရာသတင်းဌာနရဲ့မှတ်တမ်းတွေအရသိရပါတယ်။သေဆုံးသူတွေကတော့မေလာအတွင်းပေါတော်မြို့နယ်မှာကလေးတယောက်၊ညေဘုံမြို့နယ်မှာစေကျော်သက်လူငယ်2ယောက်၊ရသေးတောင်မြို့နယ်မှာစေဘေးရှောင်းညီအမ2ယောက်၊ဇွန်နဲ့ဇူလိုင်လအတွင်းမှာတော့24ယောက်ဩဂုတ်လအတွင်းမှာကြောက်တော်မြို့နယ်က1ယောက် မောင်တော်မျိုးနေကတရောင်နဲ့ပုံနာကျွန်းမျိုးနေကတရောင်တို့ဖြစ်ကြပါရယ်စက်တင်ဘာလအတွင်းမြောက်ဦးမျိုးနေမှာအမျိုးသားတရောင်တောင်ကုန်းမျိုးနေမှာလည်း grade 3ကျောင်းသားတရောင်ပေါတော်မျိုးနေမှာလည်းအမျိုးသားတရောင်ရေပုံမျိုးနေကခလီတရောင်နဲ့ကွာမျိုးနေကအမျိုးသားတရောင်တို့တည်ဆောင်ခဲ့ရတာဖြစ်ပါရယ်အော်တိုဘာလအတွင်းမှာကတော့ဘူတိတောင်မျိုးနေမှာမွတ်စလင်ညီအစ်မ2ယောက်နဲ့မြောက်ဦးမျိုးနေကအမျိုးသားတရောင်စုစုပေါင်း42ယောက်တည်ဆောင်ခဲ့ရတာဖြစ်ပါရယ် ရခိုင်ဒေသဟာမြေရှောင်းအင်းအိုင်နဲ့ပေါများတဲ့အတွက်ကြောင့်ရေချောင်းကနေသွာလာရမှာတတိမပေါ်ပဲနဲ့အထုတတိထားသွာလာဖို့လိုအပ်တယ်လို့လည်းဒေသခံတွေကပြောကြပါရရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်ရင်းသတင်းတစ်ပုတ်အနေနဲ့ကတော့ရှင်းပြနေဟာခါမျိုးပေါ်ကမြို့မရေစခန်းကို ရှင်းတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်စီးနင်းပြီး အကျဉ်းသား15ရောက်ကိုခေထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်အော်တိုဝါလာ16ရက်နေ့မနက်3:00နာရီလောက်မှာရှင်းလန်းကကွေရဲတပ်ဖွဲ့ဟာခါနဲ့ရှင်းတော်လန်ရဲပူပေါင်းတပ်ဖွဲ့တို့ဟာဟာခါမြို့မှာရေစခန်းကိုဝင်ရောက်စီးနင်းပြီးအကျဉ်းသား15ရောက်ကိုကိထုတ်နိုင်ခဲ့တယ်လို့ရှင်းအမျိုးသားတပ်ဦးရဲ့ပြောရေးဆိုခွင့်ရှိသူ slide ထက်နေကပြောဆိုတဲ့အကြောင်းရှင်းဝေါ်မီဒီယာမှာဖော်ပြထားပါတယ်။အဲဒီလိုစီးနင်းရမှာ စစ်တပ်ဖက်က9ရောက်သေဆုံးပြီး CDF ဟာခါတပ်ဖွဲ့ဝင်1ရောက်ကြာဆုံးခဲ့ရတယ်လို့ဆိုပါရယ်။စခန်းတဲကစစ်တပ်ရဲ့လက်နက်တွေကိုပါသိမ်းဆီးရရှိခဲ့တယ်လို့သိရပါရယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လမှာလဲ CDF ဟာခါတပ်ဖွဲ့ကဟာခါမြို့မှာရဲစခန်းကိုဝင်ရောက်စီးနှင်းပြီးအကျဉ်းသားအမျိုးသား46ယောက်နဲ့အမျိုးသမီး73ယောက်စုစုပေါင်း62ယောက်တို့ကိုခေထုံနိုင်ခဲ့တယ်လို့သိရပါရယ်ရှင်။ ထိုင်းဆိုရကတရားမဝင်ရွှေပြောင်းလုပ်သားတွေအတွက်တရားဝင် အလွတ်လွတ်ကင်ခွင့်ဗတ်အသစ်ကို စတင်ဖွင့်လှစ်ပေးခဲ့ပြီးတရက်အကြာမနေ့ကရာရီရက်ဆိုင်ထားလိုက်တယ်လို့ထိုင်းအလုတ်သမားခန့်အေးဌာနကသတင်းထုတ်ပြန်လာပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ19ရက်နေ့ကထိုင်းအစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်အရအလုတ်သမားရှာပါမှုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက်မူဝါဒတွေကိုသဘောတူညီခဲ့ကြတဲ့အထက်မှာဒီဘတ်အသစ်ထုတ်ဝေပေးဖို့ကိစ္စဟာလည်းပါဝင်ခဲ့ပါတယ်။မြန်မာကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်စတဲ့နိုင်ငံတွေက ိုင်းနိုင်ငံကိုလာရောက်အလုပ်လုပ်ကြတဲ့တရားမဝင်အလုပ်သမားတွေကိုအော်တိုဝါလာ15ရက်နေ့မှာဗတ်အသစ်စီရင်တင်လို့ရပြီဖြစ်ကြောင်းထိုင်းအစိုးရကကြေညာခဲ့တာပါလက်ရှိနေဆက်အခြေအနေတွေဟာထိရွေရှာလေဖြစ်နေတာကြောင့်နိုင်ငံခြားသားတွေကိုမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကိုရွှေ့ဆိုင်းလိုက်ပြီးပြန်လည်စတင်မယ့်အချိန်ကိုနောက်ထပ်အသိပေးကြေညာသွားမယ်လို့လည်းထုတ်ပြန်လာတာဖြစ်ပါတယ်ထိုင်းနိုင်ငံကိုတရားမဝင်ရောက်ရှိနေခဲ့ကြတဲ့အလုပ်သမားတွေအတွက်လုံခြုံစိတ်ချစွာတရားဝင်အလုပ်လုပ်ကိုင်နိုင်ခွင့်ဖြစ်တာကြောင့် ြန်လည်ဖွင့်လှစ်ပေးခြင်းမရှိမှာကိုတော့စိုးရင်ပူပိမှုတွေရှိနေကြတယ်လို့ထိုင်းရောက်ရခိုင်ရွှေပြောင်းလှုပ်သားတယောက်ကပြောပါရရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နရင်းစရာရုပ်တံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အားလုံးကျန်းမာရှင်လန်းကြပါစေရှင်